ဟိုတိုက်ခန်းနဲ့ပတ်သက်လို့ဟိုကဝယ်မယ်ဆိုလို့ရှိရင်တော့ဒီတိုက်ခန်းရဲ့ပိုင်ဆိုင်မှုကဘယ်လိုလဲတော့အဲထဲမှာရှိလဲဆိုတာကိုအဓိကသိဖို့လိုတယ်ဒီတိုက်ခန်းကပိုင်ဆိုင်မှုတွေအများကြီးရှိပါတယ်ပုဂ္ဂလိကပိုင်ဆိုင်မှုရှိတယ်ဟိုဘာသာရေးဆိုင်ရာပိုင်ဆိုင်မှုတွေရှိရယ်ဥယျပိုင်ဆိုင်တိုက်ခန်းတွေရှိမယ်စီမံသားပိုင်နဲ့တိုက်ခန်းတွေရှိမယ်နိုင်ငံသားပြန်တိုက်ခန်းတွေကိုပြည်သူပိုင်တင်ရတဲ့တိုက်ခန်းတွေရှိတယ်ဒါကွာဝယ်မယ်ဆိုလို့ရှိရင်ဒီတိုက်ခန်းရဲ့ပိုင်ဆိုင်မှုကဘယ်လိုလက်ထဲမှာရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ် ျွန်တော်တိုက်ခန်းကိုနေဒီပိုင်ခွင့်မရတာဘူးဒီအဆောက်အဦရှိသေးသေးမကကိုကหนีလို့ရလေအဆောက်အဦမရှိရင်တော့ကိုကလက်လွတ်ခွင့်ကျတဲ့ဘောမျိုးပဲဖြစ်သွားမှာပဲကျွန်တော်ဒီအဆောက်အဦရှိနေသေးများတော့တဆင်တဆင်တဆင်လွှဲပြောင်းလို့ရတယ်ဗိုက်ဆိုင်ခွင့်ပဲရှိမယ်အခုလို့မမျော်လင့်တဲ့ဘေးရန်တွေအကြောင်းလူကြပျက်စီးသွားမယ်ဆိုလို့ရှိရင်ကိုလည်းအရှင်နီးတူတိုက်တန်းပိုင်အရှင်နီးတူဆုံးဆုံးသွားတာပဲဒါပေမဲ့သူတို့ကတော့မရဘူးလို့ကျွန်တော်တော့ ထင်ပါတယ်ဥပဒေမှာတော့ပြဋ္ဌာန်းချက်တော့မရှိဘူးတိုက်ခန်းကြတော့ထိုးကြတော့လေဒီလူအခုမှငလီကိစ္စပေါ်လာတာကိုအခုမှပဲစိုးရင်ကိစ္စပေါ်ရင်ပေါ်လာမှာပေါ့နောက်ပိုင်းစောက်တဲ့လူတွေကဒီလိုငလီနဲ့ပတ်သက်လို့ brandy ပေးနိုင်လားမပေးနိုင်လားဆိုတာပေါ်ပေါ်မူတည်တာပေါ့အရင်ဒီငလီမလုတ်ခင် စောက်သွားတဲ့တိုက်ခန်းကြီးကတော့ဘယ်သူမှတော့ brandy မပေးနိုင်ပါဘူးဒါပေမဲ့အခုငလီဆိုတာကလည်းဖြစ်တော့ပြစ်ခဲ့တယ်လေ ဖြစ်မယ်မဖြစ်ဆိုရဲဘယ်သူမှလည်းသူတင်လို့လို့မရဘူးဒါကြောင့်မို့ရောင်းတဲ့လူတွေကလည်းငလင်တောက်ငလင်ရဲ့အမကန်ကြပေးနိုင်လို့ရှိရင်တော့စာကြည့်မှထည့်ပြီးတော့ရေးထားဖို့ပေါ့ရတာပေါ့အဲ့ဒါတောက်လို့ရှိရင်တော့သူတို့ဈေးလုံးတမှုဖြစ်ရင်ဖြစ်သွားမှာပေါ့နော်ကျွန်တော်ကတိုက်ခန်းတစ်ခန်းမှဝယ်ပြီးနေတယ်ဆိုတာကတိုက်ခန်းကပိုင်ဆိုင်ခွင့်ကိုကျွန်တော်ရတာမဟုတ်ဘူးနေပိုင်ခွင့်ကိုမှရတာနေပိုင်ခွင့်ရတဲ့ဘက်ဒီတိုက်ခန်းရှိနေသေးရတော့အခန်းရှိနေသေးရတော့နေပိုင်ခွင့်ကရဒီခိုင်းတစ်ခုလုံးတိုက်တိုက်တိုက်လုံးပြူကြသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ နေထိုင်ခွင့်ရဆုံးဖြတ်သွားမှာဒါပေမဲ့ကျွန်တော်တို့ကဒီရန်ကုန်မြို့ရဲ့စီမင်သားရေးဥပဒေမှာတော့ DB ဆိုတဲ့ဟိုတင်းတစ်ခုရှိတာပေါ့နော်ဒီပြီးတော့ danger barrier ပေါ့ဒီ danger barrier ကအဆောက်အဦတော့မပြိုသေးဘူးအန္တရာယ်ရှိတဲ့အဆောက်အဦလို့သူတတ်မှတ်လိုက်လို့ရှိရင်ဒီမှာနေထိုင်တဲ့အဆောက်အဦမှာနေထိုင်တဲ့တိုက်ခန်းမှာနေထိုင်တဲ့လူတွေကဒီဆောက်အဦဖြိုချမယ်ဆိုလို့ရှိရင်သူကဒီအဆောက်အဦဒီတိုင်းပြန်ဆောက်မယ်6ထပ်ဆိုလဲ6ထပ်ပြန်ဆောက်မယ်7ထပ်ဆိုလဲ7ထပ်ပြန်ဆောက်မယ်မူလလူတွေနေရာပြန်ချထားပြီးမယ်ဆိုလို့ရှိရင်တော့ ဒီဆောက်တဲ့အဆောက်အဦရဲ့ပုံမှာဟိုကဆောက်လို့ရမယ်ပုံကြစိအချိုးကြကိုထည့်ဝင်ပေးရမယ်လို့သူတတ်မှတ်ထားတယ်အဲ့ဒါတော့ရှိတယ်မင်းရှင်းကသဘောမတူလို့မရဘူးလေ तू ကကြောင်းပြီးနေထိုင်နေထိုင်ခွင့်ကိုကြောင်းပြီးတဲ့အတွက်ဒီ तू ကနေထိုင်ခွင့်တိုက်ခံမှာနေထိုင်ပိုင်ဆိုင်ခွင့်ရသွားတယ်ဒီတက်တိုက်လေးကိုပြိုသွားတဲ့အတွက်ပြန်ဆောက်မယ်ဆိုလို့ရှိရင် तू ကတတ်မှတ်တယ်ဒီဒီတိုက်ကတဘော6ခန်းတွဲဆောက်မယ်6ခန်းတွဲမှာတိတ်တထောင်ကြမယ်ဆိုလို့ရှိရင်ကိုနေထိုင်ခွင့်ကတခန်းကိုဘယ်လောက်ကြရလဲဆိုဒီ အချိုးကျထည့်ဝင်လို့ရှိရင်သူနေထိုင်ခွင့်ပြန်ရပါအောင်စီပင်ဥပဒေနဲ့ပြောလို့ရှိရင်တော့ရက်စကနဲ့ပြောလို့ရှိရင်တော့အိမ်ချင်းကျေနပ်တဲ့အတွက်သူကနေထိုင်ခွင့်ရသွားမှာပဲဒါပေမဲ့နေခွင့်ပြုမပြုနော်ဒါကြတော့စီပင်ကလာဆက်လာဆက်ပါလေစီပင်မှာဆောက်ဆောက်လုပ်ခွင့်မတင်ထားလို့ရှိရင်တော့စီပင်ကအပြိမပြုမှာမဟုတ်ဘူးတိုက်ခိုင်းဝင်မယ်ဆိုလို့ရှိရင်တော့တိုက်ခိုင်းရဲ့တက်တန်ပေါ့နော်တိုက်ရဲ့တက်တန်ပေါ့တက်တန်တိုက်တက်ဟာတိုက်လက်လားတိုက်ဟောင်းလားပေါ့နော်တက်တန်ကိုကြည့်ပြီးတော့မှပြီးဖို့လိုတယ် ော့ဒီတိုက်ကိုစောက်တဲ့ခါမှာဘယ်သူစောက်ဘယ်ကန်ထိုက်ကစောက်လဲကုမ္ပဏီကစောက်တာဒီကုမ္ပဏီကနာမည်ကောင်းရှိတဲ့ကုမ္ပဏီလားငွေကြေးတောက်တင်းတဲ့ကုမ္ပဏီလားပေါ့နော်နာမည်ကောင်းရှိတဲ့ကုမ္ပဏီကတော့သူနာမည်ပြမခံဘူးလေငွေကြေးတောက်တင်းတဲ့ကုမ္ပဏီကတော့သူကဒီစောက်တဲ့စောက်ဘူးတွေကဂိုးတွေပေါ့ငွေကြေးကိုချိုးချံပြီးတော့သူမစောက်ဘူးပေါ့အပြေကစောက်နိုင်တဲ့အတွက်ဒီလိုလေလိုအဲ့လိုကုမ္ပဏီမျိုးလဲလိုအပ်တယ်ပေါ့အဲ့တော့တိုက်ခိုက်မှာပေါ့ဆိုလို့ရှိရင်စောက်တဲ့ကန်ထိုက်ပေါ်မှာလဲမူတည်လာပေါ့ စောက်ဦးနဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့မြေရောင်းတဲ့လူကပိုဝယ်မယ်လူကဘုရုစီယာဝယ်မလဲကန်ဖက်စီယာဝယ်မှာလားမြေရှင်စီယာစီယာဝယ်မှာလားဆိုတာပိုင်ဆိုင်ခွင့်စီယာဝယ်မလားဆိုတာသိရမယ်မြေရှင်ကကန်ဖက်ကိုစောက်တဲ့အခါမှာစီပင်ခွင့်ပြည့်ပြည့်ရရတဲ့မြေစောက်မလို့ခွင့်ရပြီတဲ့မြေလားအစောက်ဦးလားဆိုတာသိထားဖို့လိုတယ်အဲ့လိုစီပင်ကခွင့်ပြည့်မရမှာစောက်ရမှာအဲ့ဒီစောက်တဲ့ရမှာပဲကိုကဝယ်မှာပဲအဆင်ပြေပါဘော ကျိုးကခွင့်ပြုမိမတင်မင်းနဲ့စောက်တယ်နောက်တော့လူနေခွင့်မကြတဲ့ခါကျတော့ဝယ်ဝယ်ပြီးတော့မှဒုက္ခရောက်တဲ့လူတွေအများကြီးတွေ့ပါတယ်အဓိကတော့ကိုယ်ဝယ်မယ်ဆိုလို့ရှိရင်တော့နေနာမှုမရှိအောင်ရှေ့နေတဲ့တိုင်ပြီးတော့ကျွမ်းကျင်တဲ့တက်ကျွမ်းတဲ့ရှေ့နေတဲ့တိုင်ပြီးတော့ဝယ်တာပို့အဆင်ပြေတာပေါ့ကိုကမြေရှင်ကသူကန်ထိုက်ကိုစောက်တယ်နော်စီပင်မှာဆက်လုပ်ခွင့်ရမရဆိုတာမြေရှင်နဲ့ကန်ထိုက်ပဲတည်ကြဝယ်တဲ့လူကမသိဘူးဒါပေမဲ့ဝယ်တဲ့လူတိအောင်လို့ ွမ်းကျင်တဲ့ရှေ့နေနေတိုင်ပြီးပြီးတော့ဝယ်လို့ရှိရင်ရှေ့နေတွေကသူတက်ကြွနားလဲပါတယ်ဒါခွင့်ပြုမရပြီတဲ့ခွင့်ပြုမရတဲ့အဆောက်အဦလားအဲ့ဒါဆိုလို့သူတိပါတယ်ဆောက်မယ်ဆိုလို့ရှိရင်လည်းကန်ထိုင်းတဲ့မြေရှင်းနဲ့ချုပ်တဲ့စာချုပ်တွေလည်းချုပ်ပေးပါတယ်နော်စာချုပ်တဲ့သူအကျိုးတူဆောင်ရွက်တယ်ဘယ်လိုပုံစံနဲ့ဆောက်ရမလဲတစ်ထပ်တလှချင်းမှာဘာတွေပါမယ်ပေါ့နော်ဆောက်လို့ရင်းနဲ့ပတ်သက်တဲ့အားတွေသူရေမီဒါအစားသူဘယ်လိုဆက်ဆောက်လို့ရဆိုတာကန်ထိုင်းကနေပြီးတော့မြေရှင်းနဲ့ချုပ်တဲ့စာချုပ်ရှိပါတယ် ိုက်စာချုပ်လည်းမဖြစ်မနေဝယ်မဲ့လူတွေကတိထားဖို့လိုပါတယ်အဓိကတော့သူတို့ဆောက်လုပ်မယ်ဆိုလို့ရှိရင်တော့သူတို့အစိမ့်ပုတ်ကြီးပေါ့နော်မြို့တော်စီမံသားရတယ်ပြီးတော့ခွင့်ပြုမိတ်ဆိုတော့ဆောက်လုပ်ကြီးပါမယ်အဲ့မှာမြေရှင်ပါမယ်ကြည့်လိုက်တဲ့နဲ့တိပါတယ်နော်မြေရှင်ဥဖြူစီရဝယ်မယ်ဆိုကန်ထိုက်ကဘလူးဆိုတာအဲ့ဒီဆောက်လုပ်ခွင့်ပြုမိတ်တွေမှာပါပြီးသားအကွာဝယ်မယ်ဆိုလို့ရှိရင်မြေရှင်စီရဝယ်မှာလားကန်ထိုက်စီရဝယ်မှာလားတိဖို့လိုတယ်ကန်ထိုက်ကဝယ်မယ်ဆိုလို့ရှိရင်လည်းကန်ထိုက်ရမယ်ခံဘယ်ခံလဲနော် ဟိုတခြားတချို့ချမ်းပေးတခြားကိုရှိပါတယ်။ခေါင်းရင်းကန်းသူဒီပိုင်ရှေ့ကယူလို့ရှိရင်ချင်းရင်းပိုင်ကကထွက်ကယူတယ်။အဲအဲ့ဒါကြတော့တိထားဖို့လိုတယ်။အဲ့ဒီမှာမှကိုကဘယ်လွှာဝယ်မလဲပေါ့။နော်အဲ့ကထိုင်းနဲ့မြေရှင်နဲ့ချုပ်တဲ့စာချုပ်တွေလည်းကိုကတောင်းကြည့်အောင်ဒီတောင်းရင်မဟုတ်ဘူးစာချုပ်ဝယ်ပဲဆိုလို့ရှိရင်ကိုကလေ့လာထားမယ်။စာချုပ်ဖြစ်တဲ့ရောင်းဝယ်ဖြစ်လို့ရှိရင်ဒီတတိယံထောက်ထားပြည်ရအောင်လို့ဒီစာချုပ်စာတမ်းတွေလည်း လို့ရမိတ်တူတွေပါကြီးယူထားဖို့လည်းလိုတာပေါ့မြေရှင်တွေကဝယ်မယ်ဆိုလည်းဒီလိုပဲပေါ့တန်ထွက်နေချုပ်မယ်တို့တွေဆောက်ပေးယူဓာတ်တွေချုပ်ထားတာရှိမယ်ဘယ်လိုပုံစံမျိုးလဲချုပ်ထားတာအဆောက်အဦဆောက်တယ်ဆိုတာလည်းပါပြီးသားရှိမယ်နောက်အဆောက်အဦဆောက်ပြီးခါကျ BCD ကြာရင်ဘယ်လိုပေးရမလဲဆိုတာအဲ့ရအစတို့တို့ပါတယ်တကယ်လို့ဆောက်ဝယ်ခွင့်ပြုချက် ခွင့်ပြုချက်ခွင့်ပြုမိတ်မတင်မဲ့ဆောက်တဲ့ဆောက်ပြီးကြတော့ဝယ်ဖို့မသိဘူးပေါ့တိတ်ခမ်းရဲ့ဟိုချိုးရတော့နာမည်ပြောင်းနေတယ်ကွာအတိမပြပြီးတော့မြေရှင်းကအတိမပြပြီးအောင် ဒီတခန်းချင်းမှာဟိုနံပါတ်1ခန်းမှာမောင်ဖြူနေသွားတယ်မောင်ဖြူကနေပြီးတော့မောင်မဲရောက်မယ်ဆိုလို့ရှိရင်ဒီမြေရှင်ကနေမောင်မဲအတိမတ်ပြအောင်ဆိုပြီးတော့နာမည်ပြောင်းလဲကသူကတူပတ်ဆင့်ဆိုပြီးတော့ယူတယ်မဥပဒေပါတော့မရှိဘူးဒါပေမဲ့သူကဘုက delay လို့ဖြစ်နေပြီထုံးစံလို့ဖြစ်နေပြီမြေပိုင်ရှင်နဲ့နောက်တရက်ကိုလွဲပြောင်းရောင်းချမယ်ဆိုလို့ရှိရင်တူပတ်ဆင့်နောက်တတရက်လူကလည်းစတုဒတ်လူကိုလွဲပြောင်းရောင်းချမယ်ဆိုလို့ရှိရင်ရောင်းတဲ့တန်ဖိုးရဲ့တူပတ်ဆင့်နေရှင်ကိုပေးရတယ်နေရှင်ကအတိမတ်ပြတာပေါ့ဟုတ် တက်ခန်းနဲ့ပတ်သက်လို့ဝယ်မယ်ဆိုရင်တော့ဆောရပြောလို့ပေါ့ဒီတိုက်ခန်းဟာတက်သူ့တက်တန်ရှိတာပေါ့နော်တိုက်တက်လားတိုက်လက်လားတိုက်ဟောင်းလားဒီပုံမှာလည်းဈေးကမျိုးမျိုးပြောင်းသွားတာကိုကိုနိုင်တာလေးနဲ့ကိုဝယ်ရတာကိုဟာနောက်တော့ဒီတိုက်ခန်းနဲ့ပတ်သက်လို့ပြောင်းပြောင်းချောင်းချောက်ွင့်ကိုဒီမြေရှင်နဲ့တိုက်ရှင်နဲ့ဟုတ်ဘလူစာချုပ်ပြုရှိတယ်လေအဲ့ဒါတွေလည်းသိထားဖို့လိုတာပေါ့အဲ့ဒါတွေကိုကြည့်ပြီးမှကျွန်တော်တို့ကဆုံးဖြတ်ပေးလို့ရပါ